့များလုံးပဲမင်္ဂလာပါ။ဝါရဲ့ Fan Plus ဒါအစီအစဉ်ကနေပြီးတော့အားလုံးကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ် Fan Plus ဒါအစီအစဉ်မှာဆိုလို့ရှိရင်တော့ဒါမကြသေးခင်ကလည်းပေါ့နော်ဇက်သိမ်းသွားတယ်ဒါပရိသတ်တွေကြားမှာအရန်ရေပန်းစားနေကျင့်ဖို့ရုပ်ရှင်ကောက်ရိုက်ကူးခဲ့ Director ကိုပြဖြိုးနိုင်မယ်ဖြစ်ပါတယ်။မင်္ဂလာပါ။ဆိုတော့ဒါမေကွန်လေးတွေပြင်ဆင်ထားတယ်။ဟုတ် အဲမိကွန်းကတော့10ခုလောက်ပြင်ဆင်ထားဆိုတော့ကို6ခုလောက်တော့နိုင်ပြီးဖြည့်ပြရမှာပေါ့နော်ဟုတ်ဟုတ်ကဲ့ဖြည့်ပြရမယ်အဲ ready ပဲလားဟုတ်ကဲ့ ready ပါအဲ့ဆိုလို့ရှိရင်ပထမဆုံးမိကွန်းလေးကိုစပြီးတော့နိုင်လိုက်မနော်ပထမဆုံးမိကွန်းကကိုကိုကိုတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ပေါ့နော်ခံစားပြီးတော့တဲ့ကျင်ပေါ်ကားတဲ့ယောက်ျားတယောက်ကိုသာယူရမယ်ဆိုရင်ဘယ်သူ့ကိုယူမလဲစားတယ်ဟိုအုံနောက်နဲ့ယူမယ်ဆိုရင်တော့ဆရာလိုကိုကိုပြီကိုယူမှာပေါ့နော်အဲနှလုံးသားနဲ့ယူရမယ်ဆိုရင်တော့အဲမင်းမညလိုလူယူမှာပေါ့။ဘာလို့ဆရာကြတော့ဒါသူက ဖက်ဖက်ကပြည်စုံတယ်ယောက်ျားလည်းပြီးတာတယ်အဲပြီးတော့သူ့ရဲ့စိတ်တဘောဓာတ်ကလည်းမိမတွေကာဝယ်ပေးနိုင်တယ်စောက်ရှောက်ပေးနိုင်တယ်ယောက်ျားမျိုးစားဖြစ်တဲ့အတွက်အဲနံပါတ်1ရွေးချယ်ရမယ်ဒီမျိုးပေါ့ဘာလို့ရိုက်တဲ့ဒရိုက်တာကိုရွေးခိုင်းတာရိုက်တဲ့ရိုက်တာကတော့မိမရှိတယ်လေဒါကြောင့်ကဲပါဆိုရှင်နောက်ထပ်မိကွန်လေးနိုင်လိုက်ပါခင် အော်နိုင်လိုက်မယ်နော်ဘလို့တရုပ်ဆောင်နေနဲ့ပေါ့အလုတ်သွဲလို့ရတာအဆင်မပြေဘူးလေအကိုအတွက်ပေါ့အဓိကတော့ဟိုတင်းတစ်ခုနေနဲ့မသွားနိုင်ပဲနဲ့အဲ့လိုပေါ့တူရဲတီးတန့်ဖြစ်နေတဲ့လူမျိုးတွေနဲ့အလုတ်လို့ရတာတိတ်အဆင်မပြေဘူးပေါ့တေးကြဘာလို့ဆိုကျွန်တော်တို့ flame ဆိုတာကလေတင်းရဲ့အလုတ်လို့ရတာလေမင်းသားတယောက်တည်းကောင်းနေလို့လဲဇကားကောင်းဖြစ်နိုင်တယ်လို့ writer တယောက်တည်းကောင်းနေလို့လဲဇကားကောင်းဖြစ်နိုင်တယ်ဆိုတော့အဖက်ဖက်ကအားလုံးစုပေါင်းပြီးတော့အလုတ်ရတဲ့အလုတ်တစ်ခုဖြစ်တဲ့အတွက်နည်းနည်းပြောရဆိုတာခတ်တယ်ဆိုရင်တော့အလုတ်လို့ရတာအဆင်မပြေဘူးပေါ့ အကောအနေနဲ့ဆိုတာ director လောက်လာတဲ့တက်တန်းဆိုလို့ရှင်ဘလဘလောက်လောက်ရှိအတိတ်မကြသေးဘူးပြကျွန်တော် director က program တွေအဲပြီးတော့အဲ့လို music video တွေရိုက်တာတော့ကြာခဲ့ပြီပေါ့လွန်ခဲ့တဲ့10နှစ်လောက်ပေါ့เนาะဒီဇလန်ရက်တစ်ခုအနေနဲ့ကျွန်တော်စခဲ့တာက2021မှာကျွန်တော်စခဲ့တာအိမ်မထရအိမ်မဆိုတဲ့ CV I I CV ကကျွန်တော်ရဲ့ဒါ first ပဲပေါ့เนาะအဲအဲ့ကအဲ့မှာတွေကတာထွက်လေးကောင်းခဲ့လို့အခုချိန်ကြီးဆက်ပြီးတော့ဒီ director career နဲ့ဆက်ပြီးတော့အလုပ်လုပ်နေလို့ရတာပေါ့ဟုတ် ကဲ့ပါအဲ့ဆိုရှင်တာနောက်ထပ်မိန်းကလေးတစ်ခုထပ်သွားအောင်ပါနော်ရရရကတော့နိုင်ပါလိမ့်မယ်ကိုရဲ့အလေးစားဆုံးဒါမှမဟုတ်လို့ရှင်အတူယူရတဲ့ဒါရိုက်တာတယောက်ဆိုလို့ရှင်ဘသူဖြစ်မလဲရှားတယ်နည်းနည်းရှားတယ်ဒါလေးဟုတ်လေးစားတာမလေးစားတာထက်အဲသူတို့လုတ်တဲ့အလုပ်တွေကိုကြိုက်တဲ့သူပြောပါဆိုရင်တော့ကျွန်တော်ပြောပြလို့ရတယ်ဥပမာနံပါတ်1ကတော့ဒါရိုက်တာဝိုင်းဖြစ်လိမ့်မယ်ဒါရိုက်တာဝိုင်းကတော့ကျွန်တော်ဒါရိုက်တာမဖြစ်ခင်တည်းကသူ့ရဲ့ဗီဒီယိုဇာတ်ကားတွေကိုကျွန်တော်ဥပမာကားကြည့်ရတဲ့အချိန်တည်းကကျွန်တော်က ဲ့လိုရက်ွက်တဲ့လမ်းထဲကဗီဒီယိုကားခွေဆိုင်တွေတွားတဲ့ခါမှာကျွန်တော်မင်းသားမင်းမီးရွေးကြည့်တဲ့သူမဟုတ်ကျွန်တော် driver နာမည်ရွေးကြည့်ရတဲ့သူအဲ့ထဲမှာနံပါတ်1ကျွန်တော်ရွေးရတဲ့သူဆိုလို့ရှိရင် rider wine car တွေဆိုကျွန်တော်နံပါတ်1ရွေးတယ်သူဖန်တီးရဲ့ကားလေးတွေကတမျိုးတစ်ပုံစိတ်ဝင်စားစရာကောင်းကျွန်တော်အတွက်ပေါ့နော်တမျိုးတစ်ပုံစိတ်ဝင်စားစရာကောင်းနေတဲ့အတွက်ကိုအမြဲတမ်း reference ယူပြီးတော့လေးစားခဲ့ရတဲ့ driver တယောက်ပေါ့အဲဒီဘက်ခေတ်ပါဆိုရင်ဒီဘက်အချိန်မှာဆိုရင်တော့အခုချိန်မှာကျွန်တော်ကိုယ့်ရဲ့မြင်းဆရာလည်းဖြစ်တယ်ကိုဝင်နေတဲ့ထက်ပေါ့ အပြည်တွင်းရဆိုရင်ဒါကိုလင်းတစ်ချက်ကတော့ကျွန်တော်ရဲ့မြင်စရာပေါ့သူနဲ့ဆိုရင်ကျွန်တော် personally လည်းအရန်ခင်နေပေါ့နော်အဲဒါတော့ကျွန်တော်ကပြည်တွင်းမှာတိုင်းနှစ်တက်တဲ့တိုင်းနှစ်တက်ရတဲ့ director တွေပေါ့ဟုတ်ကဲ့ဒါနောက်ထပ်မေးခွန်းလေးပေါ့နော်နောက်ထပ်၄ခုမြောက်မေးခွန်းလေးအကိုနိုင်လိုက်ပါဟုတ်ကဲ့အာအကိုရိုက်ဖူးခဲ့တယ်တဲ့ဇက်ကားတွေထဲမှာအမှတ်တရအဖြစ်ဆုံးကားကဘယ်ဟာဖြစ်မလဲတဲ့ ကျွန်တော်ရိုက်ခဲ့တဲ့ကားကကျွန်တော်ပရမအောင်ဆုံးရိုက်ခဲ့တဲ့ကားကကျွန်တော်အမှတ်တရအဖြစ်ဆုံးပါပဲဘယ်လိုပြောမလဲ production တစ်ခုကိုကိုယ်တိုင်စပြီး run တဲ့အချိန်မှာလေ production process ကြီးကအရင်ကြီးရပြော CV ဖြစ်တဲ့ခါကျအဲ့ဟာကိုကျွန်တော်လုံးဝ experience zero နဲ့ကျွန်တော်စခဲ့တာဒါတွေဖြစ်ခဲ့လဲဆိုတော့အများကြီးပဲကျွန်တော်ဆိုအဲ့လိုအဲ့စကားမ tracking TV မှာ channel မှာမပြခင်ဆိုထိုင်တော့ငိုခဲ့ရယောက်ျားကြီးတံမဲနဲ့အဲ့လိုဘာလို့ဆိုအရင် pressure တွေများပြီးတော့ဒုက္ခရေးအရင်ရောက်တဲ့ခါမှာလေမျက်ရည်တောင်ကျတယ်သူကထိုင်ငိုရယ်ဆိုတော့မျက်ရည်သူကကျတယ်ဘာလို့ဆိုတော့ကျွန်တော်ရဲ့အမားတွေပေါ့လေဒါ ကို experience လုံးဝမရှိတဲ့ခါကျတော့လုံးဝအမားကြီးအများတယ်ပေါ့အကောင်လုံးက AEC စီပဲရိုက်နေကြတယ်ဒါပေမဲ့ဒီပေးထားတဲ့ budget နဲ့အဲကျွန်တော်တို့ရိုက်ကူးတဲ့အချိန်ကာလနဲ့ကအဝင်ခွင့်ကြမှုမရှိဘူးပေါ့နော်ကိုယ်မှလည်း0 experience ဖြစ်ဆိုကိုကတော့ရှိမှအရန်အရန် ကောင်းအောင်မျောပြီးရိုက်နေပေမဲ့နောက်က budget ကခန်း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 လာရိုက်ရိုက်နေတဲ့ကာလမှာ80ရာခိုင်နှုန်းတော့ပြီးသွားတဲ့အချိန်မှာကျွန်တော်လည်း budget လုံးဝမရှိတော့ဘူးဒီ production ဘက်ကပေးထားတဲ့ budget လုံးဝမရှိတော့ဘူးပေါ့နော် channel 30%လောက်က ိုယ့်ဤထဲကစိုက်ရိုက်ရမှလို့ဖြစ်သွားတာပေါ့ပြီးတော့ဒီဟာကို pop reaction ကိုလုတ်တဲ့ခါမှာလဲကျွန်တော်တို့ကဘက်ကတ်တွေတော့လုတ်ထားရတယ်ဒါပေမဲ့အဲ့ကောင်တွေကတော့ viral တွေဝင်လာတာအဲ့ဒီ viral ကနည်းနည်းတော့ဘယ်လိုပြောမလဲလူလုတ်ထားတဲ့ viral ပြကြာကျွန်တော် hack ခံရတဲ့ပုံစံမျိုးပေါ့အဲ့ viral ကကျွန်တော် set ထဲဝင်လာပြီးတော့အဲ့ဒီ data တွေစုထားတဲ့ head တွေတွေကိုအကုန်လုံးကိုသူကကူးသွားတာကူးသွားတော့ဘလို့မှဖြေလို့မရအောင်မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရှိတဲ့တွားရတယ်ဘလို့မှဖြေလို့မရအောင်နောက်ဆုံးကျွန်တော်အဲ့ဒီကနေပြီးတော့သူကမေးတစ်စောင်လာတယ်ကျွန်တော်ထင်တော့ Bangladesh က hacker တွေလို့ထင်တယ်ပေါ့နော်ဒီဟာကိုပြန်လို့ခြင်းနဲ့ဆိုရင်သူတို့တောင်းတဲ့မျိုးပေးရမယ်ဆိုတာမျိုးအဲ့လိုမျိုးပြန်ပေးဆွဲတာပေါ့ဗျာ data ကိုပြန်ပေးဆွဲဆိုတော့အဲ့ဒါကြီးကိုကျွန်တော်ကနောက်ဆုံးသူတို့တောင်းတဲ့ဟာကိုကျွန်တော် crystal ဘယ်လိုခေါ်လဲငွေကြေးလေးအဲဟိုဟာလေး crystal coin လမ်းတည်အဲ့ဒီ coin เนี่ยသူက banking နဲ့လည်းသူလက်မခံဘူး။ဘာလို့လဲသူတို့ရဲ့အချက်လက်တွေတည်သွားမှာဆိုလို့ um officially banking နဲ့ပေါ့နော်မြန်မာနိုင်ငံကနေဒီသူတို့ရှိကို van ကနေလွှဲမယ်ဆိုလို့သူကလက်မခံဘူးအဲ့လိုမျိုး crystal ငွေကြီးနဲ့ပဲသူတို့ကလက်ခံတဲ့ခါကျတော့အဲ့ဒီဟာနဲ့ကျွန်တော်လွှဲပေးရတယ်လွှဲပေးပြီးတော့မှနောက်ဆုံးသူတို့ပြန်ပေးတဲ့ code တစ်ခုနဲ့ကျွန်တော်ကအကုန်ပြန်ဖြေမှဒီ data တွေအကုန်လုံးပြန်ပေါ်လာတာပေါ့သူကကျွန်တော်ပြောအဲ့အဲ့ဒါငိုခဲ့ရတာပေါ့တကယ်မှာဟိုမှာ channel မှာဒီ project ကြီးက run နေပြီဒါပေမဲ့ဒီမှာ data တွေကမရှိဆိုတော့အကုန်လုံးယော်ရတော့မဲ့ပုံစံဖြစ်နေတာပါဆိုတော့ အမှတ်တရကတော့အကြီးဆုံးပဲအဲကျွန်တော်ပြောမှာအိုက်ဆက်ကတော့ဒါကတော့အဲ့ရနေပဲတင်ငန်းဆိုင်အများကြီးတင်ငန်းဆိုင်အများကြီးအခုနောက်ပိုင်းတော့လောကလေသွားပြီမရတော့ဘူးဟုတ်ကဲ့ပါအဲ့ဆိုရှင်ဒါနောက်ထပ်မေးခွန်းလေးတစ်ခုလောက်ထပ်သွားလိုက်ရအောင်ကဲပြီအကိုကဒါရိုက်တာသာမလုပ်ဖြစ်ခဲ့ရင်အခုနေဘာလုပ်ဖြစ်နေဒါသာဆက်မလုပ်ဖြစ်နေရင်အကိုဒီလို program တွေရိုက်မယ်အပြီး graphic design တွေဆွဲမယ် video editing တွေလုပ်နေမယ်တကယ်လို့ဒါ writer မဖြစ်လာရင်ဒါကြီးလုပ်ဖြစ်နေ production log တွေမှာပဲတော့မမနာဒီ production log တွေမှာပဲဒါပေမဲ့ writer ဆိုရဲခေါင်းဆောင်အောင်မှာမဟုတ်ဘဲနဲ့တခြား program တွေ အာ graphic design တွေ marketing ဘိုင်းတွေ digital marketing ဘိုင်းတွေအဲ့ဒါကြီးလုပ်ဖြစ်နေမှာဖြစ်နေမှာပေါ့ဟုတ်ကဲ့ပါဆိုရှင်တော့နောက်ထပ်မင်းကုန်းလေးတစ်ခုထပ်သွားပါမယ်ကို့အတွက်တဲ့ရိုက်ကူးဖို့အခက်အခဲဆုံးဖြစ်မဲ့ရုပ်ရှင်မျိုးစားဆိုဘာဖြစ်မလဲအခုချိန်မှာတော့ရိုက်ကူးအခက်အခဲဆုံးကတော့ကျွန်တော်ထင်တယ် CG တွေအများကြီးပါတယ်ဟာဖြစ်မဲ့ဆရာကပါဟိုဟို IT ဘိုင်းနေလဲကိုဒါအများကြီးနိုင်ငံနေနေရှိနေပြီးတရုတ်ဆောင်တွေကို control လုပ်တဲ့ဟာတိုင်းမှာလည်းအဆင်ပြေနေပြီးကျွန်တော်တို့နိုင်ငံမှာကလိုအပ်နေတာနှီးပညာပေါ့နော် ျွန်တော်တို့ရှီယာပြိတက်တည်းအဲ့ဒါမျိုးတွေအရန်ကြည့်ချင်တယ်ဆိုတာကျွန်တော်နားလေတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအရင်တော့ထားပါတော့ရုပ်ရှင်ကိုပေါ်ပေါ်ကရရတူပါလို့ပါ program တွေမှာကိုယ်တိုင်ပါဝင်ခဲ့တဲ့သူတွေပဲလीတဲ့ကိုယ်တိုင်ဒီနေရာကိုရောက်လာတဲ့အခါမှာကျတော့ဘာလေးနည်းနည်းနားလဲလာလဲဆိုတော့ကျွန်တော်လှုပ်ချင်ပေမဲ့လှုပ်လို့မရဘူးပြတဲ့လားဘာလို့တိုင်းပြည်ကအဆက်အသွယ်ရချိုးချံခြွေတာပြီးတော့စင်းရင်းနှိမ့်ပါနေတဲ့ခါကြတော့လေကျွန်တော်ရှိမှာဘာမှမစုံနေတာမစုံကျွန်တော်ထားပါတော့တိုင်းနိုင်ငံသားတိုင်းမှာတုံးနေရ robot jet တော့ကျွန်တော်နိုင်ငံမှာမရှိဘူးပြ commercial ရိုက်တဲ့ဒီကနေဇီ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 သွားတဲ့ဟာမျိုးအဲ့ဒါကသူများနိုင်ငံမှာလုံးဝအနေအထား visit အခြေခံတုံးတဲ့ဟာအလက်လိုဟာလေအလက်လိုဟာလေဒါမှမဟုတ်ကျွန်တော်နိုင်ငံမှာမရှိဘူးလေအဲ့လိုဟာမျိုးဘူးကလည်းမဝယ်ဘူးဝယ်လည်းမဝယ်နိုင်ဘူးတည်ရတယ်ဘယ်လိုရှားမလဲတင်တာလေတည်ရတယ်ရှားကျွန်တော်တည်ရကြဒါဓာတ်ကြီးသုံးကြီးရိုက်လို့ရတယ်ဆိုတော့ကျွန်တော်တည်ရဒါပေမဲ့မရှိမှမရှိရကျွန်တော်ဘယ်လိုသွားရရပဲအဲ့တော့ဘာလို့ရလဲကင်မရာကြီးလက်ကြီးနဲ့ကာကြီးရှောက်သွားနေတာမန်နျူရယ်ပဲချနေရတယ်နောက်လာဆိုရင်ပေါ့နော်ဒီ Canon Plus နဲ့ကျွန်တော်ရိုက်ထားတဲ့ လွန်ဆိုရဲဟော်ရာကားထွက်ဖို့ရှိရပေါ့နော်ရိုက်တော့ရိုက်ထားတယ်ကျွန်တော်တမျိုးတည်းမှာအမြဲနေနေတဲ့သူမျိုးမဟုတ်ဘူးကျွန်တော်တစ်ခုပြီးတစ်ခုတော့ try နေတဲ့သူမျိုးပေါ့ action တွေပါတယ် try မှုရှိရဟုတ်ဆိုတော့အလုတ်ထားတာရှိရပေါ့နော် research ရှိလို့မရောက်သေးလို့ပေါ့ရောက်လာတဲ့ခါကျတော့လည်းအားပေးပါပေါ့ဟုတ်ကဲ့ပါအဲ့ဆိုရှင်တော့နောက်ထပ်မိကုံးလေးထပ်သွားပါမယ် then နောက်မိကုံးတော့ကိုနေဟုတ်အခုအနေနဲ့ရုပ်ရှင်အဖြစ်ပေါ့နော်ပြန်ပြီးတော့ပုံဖော်ခြင်းနဲ့ဝိတ္ထုရှိမယ်ဆိုရင်ဘာဝိတ္ထုဖြစ်မလဲ အဲဝိတုဆိုတာကျွန်တော်ပြန်ရုပ်ရှင်ဖြစ်ပြန်ဖော်ခြင်းနဲ့ကားပေါ့နော်ကျွန်တော်ရင်းနေရတဲ့အရန်ကြိုက်ခဲ့ကားဆို3 idiot ဖြစ်မယ်အမြင်နဲ့ပြောနေတာဟာဒီကားမျိုးရိုင်းရိုက်ခြင်းဒီကားမျိုးရိုင်းရိုက်ခြင်းဆိုတာခွင်းရခင်ရိုက်ဖြစ်မယ်ထင်ပါတယ်အဲ့ကားဆိုရှင်လည်းတကယ်ပြောဟိုရတာစုံနေပြောပြောစရာလည်းပါတယ်ဝမ်းနေစရာလည်းပါတယ်အဲ့လိုဟုတ်ပညာပေးလည်းအများကြီးပါလေခွန်ဆိုနောက်ဆုံးမေးခွန်းလေးပါနောက်ဆုံးမေးခွန်းတော့ကိုအနေနဲ့ပါဟုတ်ကဲ့ပါအေးနောက်ဆုံးမေးခွန်းကတော့အနုပညာလောကရဲ့ဟိုတဲ့ဒါရိုက်တာတယောက်ဖြစ်နေဘယ်ကနေစပြီးတော့ဝင်ရောက်ဖြစ်ခဲ့တာလဲတဲ့အရင်ဆုံးကျွန်တော်လေး အာ program တွေရိုက်တယ်ကုနီတူဘာလို့ program တွေဆိုလဲကျွန်တော်လိုက်ရပြပြီးဥမာ तू ရခိုင်ပြန်တဲ့ခီးစဉ်လို့ဘာလို့ဆိုကျွန်တော်အဲ့လိုကင်မရာတစ်လုံးနဲ့သူ့နောက်ကတောက်လျှောက်လိုက်တာဒါပေမဲ့အဲ့ဒီဟာလုံးကတော့ကိုယ့်ကိုယ် driver လေးနဲ့ရိုက်ခဲ့တာမဟုတ် cameraman ဆိုရဲအအနေနဲ့ကင်မရာတွေရိုက်တယ်ပြီးရိုက်ပြီးကျွန်တော်လက်မှာအိတ်ထဲမှာ laptop ပါတယ်ချက်ချင်း cut ထိုးချက်ချင်း edit ဆက်ပြီးချက်ချင်း line ပေါ်ချက်ချင်းတင်အဲ company ဘက်ကိုချက်ချင်းပြန်ပို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေ run ခဲ့တာအဲတကယ်တကယ်တမ်းကို ဟို HP ကနေအရင်များလာတဲ့အချိန်မှာခွင့်ရေးလေးရလာတဲ့အခါမှာဒီအိမ်မက်ထရအိမ်မက်ဆိုတဲ့ series ပေါ့အဲ့ဟာကို series အနေနဲ့စပြအဲ့ရှေ့မှာတော့ကျွန်တော် music video တွေအများကြီးရိုက်ခဲ့ဘူးလေပိတ်သက်တိမဲ့ဟာဆိုရင်မမအထာလीမယနာမယမမအထာဆိုကျွန်တော်ရိုက်ပေးထားတာပြီးတော့ကိုဟဲလေးနဲ့ project ကြီးနဲ့အဲ့လိုစော်နဲ့ပြတ်သွားတယ်ဆိုတဲ့တစ်ချိန်လေအဟိုတဲ့ဒီဘုံမှာတက်ပြီးတော့ကကြရတယ်ဆိုတော့အဲ့ဒါလည်းကျွန်တော်ရိုက်ပေးထားဒါတော့ပိတ်သက်မှတ်မိမဲ့ဟာမျိုးရွေးပြောတာပေါ့နော် အဲ့လိုမျိုးအများကြီးချားရည်လည်းရိုက်ခဲ့ပြီးရဒီဒီဒီမတိုင်ခင်ပေါ့ကဲပါအဲ့ဒါဆိုလို့ရှင်တော့ဒါပြိတ္တတွေလည်းတိချင်တဲ့မေကွန်းလေးတွေပေါ့နော်မေးတိုင်းမေကွန်းလေးတွေကတော့ပြည့်သွားပြီပေါ့နော်ဆိုတော့ဒါဘုရားအနေနဲ့ထပ်ဆောင်ပြီးတော့မေးချင်တာလေးရပါတော့ကျင်းပေါ်ကားတဲ့မှာဆိုလို့ရှင်နောက်ဆုံးမှာ special edition ဆိုပြီးတော့ထပ်ပြီးတော့ထွက်လာတယ်ပေါ့နော်ဆိုတော့အဲ့ဟာဒီထပ်ထွက်လာတဲ့အကြောင်းလေးတော့နည်းနည်းတော့ပြောပြပေးပါဦးဒါပြိတ္တတွေတောင်းဆိုလို့လားဟုတ်တယ်ဟုတ်တယ်နံပါတ်1ကတော့ပြိတ္တပေါ့အာပြီးတော့အဲ့ဒီစကားကိုကြည်နေတဲ့ MRT4 က CEO ကိုယ်တိုင်လည်း ူကလည်းပြိတက်ပဲဆိုတော့သူကိုယ်တိုင်ကလည်းတောင်းဆိုတာဆိုတော့ကျွန်တော်တို့မှငင်းပိုင်ခွင့်မရှိတော့နင်ကတော့ချိန်စားတိုက်ထားရဲ့ဗလားဟမ်နင်ကတော့ချိန်စားတိုက်ထားရဲ့ဘာပြောပဲပါပါပါရဲ့ဟာလေငါနေတို့တော့ပြတောင်းမှတယ်ဒီလားငါတို့နေပါမနေချင်ခဲ့ပြီလေငါတို့နေပါပါရဲ့ဆက်ခဲ့ပြီလေ ကူငါကဝဲလည်းနေပါပြီမမရဲ့အမေရောကစားနေရပြီပြီးတော့ပြိတ္တတရားလည်းမြင်တဲ့အချိန်ပဲလေမဆိတ်ဒီအရန်လာတယ်ပါတယ်မစီတန်းတူတော်ပို့သေးတယ်ကျွန်တော်အဲ့လိုမျိုးပြန်ပေါ်လာတယ်အဲ့လိုမျိုးပြန်ပေါ်လာတယ်အဲ့လိုမျိုး complaint နေဆိုအဲ့တကယ်ခံစားမိကြည့်တဲ့လူတွေကြတော့လုံးဝမချင်တယ်လုံမယ်ကြိုင်မယ်နေလေးကိုသွားပြီးတော့ချင်းချောက်တာမျိုးတွေပါကြုံလာဆိုတော့အဲ့လောက်တော့ဖြစ်နေတဲ့ခါကြတော့ ရတော့ဘူးလုတ်ပေးတခုခုတော့လုတ်ပေးမှရတော့မယ်ဆိုပြီးတော့အဲ special edition ဆိုပြီးတော့နောက်ထပ်ဟာလေးတခုကိုထည့်ရိုက်ပေးခဲ့တယ်ရိုက်တဲ့ဟာကလည်းကျွန်တော်28ရက်နေ့ပြရတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ရိုက်တယ်24ရက်နေ့မှရိုက်တယ်ကျွန်တော်ကြားထဲမှာအချိန်က4ရက်ပဲရတယ်အဲ့လို3ရက်လောက်ပေါ့နော်ဇက်တိုက်မအိတ်မနေလုတ်ပြီးတော့ချက်ချင်းကို on air တက်သွားတာပေါ့နော်ဆိုတော့အရန်ဟိုမှာ rest ဖြစ်တယ်ပင်လဲပင်ပန်းတယ်မူရင်းဝတ္ထုဖြစ်တယ်ဆီယာမလွန်ထထားကိုလည်းလေးစားတော့အပြင်သူ့ရဲ့ ဇက်ကိုလည်းကျွန်တော်ကကျွန်ပြီးတော့မလုပ်ချင်ဘူးပေါ့နော်ဆိုတော့ last episode ကိုကြတော့တကယ်လို့ဥမာပေါ့နော် logically ရယုတ်တိရှိသည်ဖြစ်စေယုတ်တိမရှိသည်ဖြစ်စေဘယ်လိုပြောမလဲပိဿစိတ်ကြိမ်တာကိုလုတ်ပေးခဲ့တယ်ဒါအောင်မယုတ်တိရှိရှိဇက်မျိုးပဲကြည့်ကျင်တဲ့လူကတော့31မှာပဲဇက်သိမ်းပြီပေါ့အဲ့ဒီပဲဆက်ကြည့်ပဲနောက်နောက်ပိုင်းကိုမကြည့်နဲ့နောက်ပိုင်းကြည့်ရင်ဒါသူ့အတွက်နည်းနည်းလေးခံစားရမှာပေါ့အဲပေါ့သွားနိုင်တယ် ပေါ်သွားနိုင်တယ်ဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်တော့ဒါပြိသက်တွေပေါ့နော်နောက်ဆုံးအနေနဲ့ဒါအကိုဆက်ပြီးတော့ထွက်ရှိမဲ့ကားလေးနဲ့ရှိမယ်ပေါ့နော်အဲ့ဟာအပေါ်မှာဒါအားပေးဖို့ဒေါင်းဖို့လို့ရှိရင်လည်းလက်ဆောင်စကားလေးတခုခုပြောပေးပါဦးရှင် big project အနေနဲ့ပေါ့နော်ရုပ်ရှင်စကားတွေကရိုက်ထားတယ်မင်းသားမင်းသမီးလည်းအများကြီးပဲ bleed ထိုးရတဲ့ဖာတာကာမျိုးမဟုတ်ဘဲနဲ့တကယ်လို့ဇလန်းဇက်ွက်နဲ့မှာအဲနည်းနည်း steepy chunk ဆမ်းမယ်ပေါ့နော် steepy chunk ဇက်ကားတွေရဲ့မှုပုံစံမျိုးသွားထားတယ်ထွက်လာရင်အဲ့ဒါကတော့ဒါ big project အနေနဲ့အားပေးပါအာပြီးတော့မှ second project အနေနဲ့ကတော့ဒါ loan ပေါ့နော်နောက်လာဆိုပြမယ်ဒါကတော့ canon plus Plus နဲ့ collaboration လုပ်ပြီးတော့ Bonanza နဲ့ collaboration လုပ်ပြီးရိုက်ထားတာပေါ့နော်ကျွန်တော်ဒီနောက်လာမှာပြမယ် TV CV တစ်ခုအနေနဲ့လာမယ်အဲ့ကားလေးကတော့ကျွန်တော်လည်းကြိုက်တယ်ဇလန်းစက်ရင်လည်းကြီးရယ်ကောင်းလည်းကောင်းတယ်ဆိုတော့လေအဲ့ဒါလေးကတော့ဒါ CV project အနေနဲ့ TV မှာဖန်သားပြင်မှာ အပေးပါလို့ပြောချင်ပါတယ်။အဲ့လိုလို့ရှင်လာတာကျွန်တော်လည်းအပေးနေပါမယ်။ဟုတ်ကဲ့ပါခင်ဗျာကျေးဇူး။ဟုတ်ပါပြီးတော့ပေါ့နော်ဒီ season လေးကိုအခုလိုမျိုးလာပြီးတော့ join ပေးရတဲ့အတွက်လည်းတကယ်အကိုကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့လည်းဒီလိုမျိုး ဖိတ်ကြားပြီးတော့ဒီလိုမျိုးစကားတွေပြောခွင့်ပေးရဲအဲ့အတွက်လည်းဒီဖွဲ့သားတွေအားလုံးကျေးဇူးတင်ပါတယ်ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဝါရရဲ့ Fan Plus နားအစီအစဉ်ကိုဒါအစဉ်ဆက်ပေါ့နော်ကြီးစုပေးအတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးအဲကိုယ့်ရဲ့ level အသီးသီးမှာဒါအောင်မြင်တဲ့သူတွေအဲ celebrity တွေ artist တွေကိုခေါ်ပြီးတော့အခုလိုမျိုးပဲ interview လေးတွေလုပ်မယ်ဂိမ်းလေးတွေဆော့သွားပေးမှာမဟုတ်လို့ဆက်ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်အားလုံးကျေးဇူးများကြီးတင်ပါတယ် bye bye